လူတိုင်းမှာဒီစိတ်လေးရှိပါတယ်ကိုကိုတိုင်းတောင်းတဲ့အလုပ်တွေလုပ်ချင်တဲ့စိတ်ကိုကိုတိုင်းတူးတက်ပြောင်းလဲချင်တဲ့စိတ်အဲ့ဒီလိုမျိုးပဲကိုချစ်တဲ့သူတွေကိုကောင်းတဲ့အလုပ်တွေလုပ်စေချင်တယ်ကိုချစ်တဲ့သူတွေကိုကောင်းတဲ့အပြုမှုတွေကိုပြုမှုစေချင်တယ်ကိုချစ်တဲ့လူတွေကိုလည်းပို့ပြီးတော့မှတိုးတက်စေချင်တယ် လုံးနဲ့ကိုကိုတိုင်းကြိုးစားတယ်ကိုကိုတိုင်းလှောက်ဆောင်တယ်ကိုကိုတိုင်းတင်ယူပြီးပြောင်းနေတယ်ဒါပေမဲ့ကိုချစ်တဲ့လူတွေကိုပြောင်းလဲစေခြင်းတဲ့သူတွေကမပြောင်းလဲတဲ့အချိန်မလောက်တဲ့အချိန်မှာစိတ်တူမိတယ်ဒေါသတွေထွက်မိတယ်အားမလုံးအားမရတွေဖြစ်မိတယ်ဆိုလို့ရှင်ရဲ့တခြားသူတွေကိုတွားပြီးတော့မှ ပြောင်းလဲဖို့အတွက်အာယုံစိုက်နေတာကိုခဏရက်ထားလိုက်ပါအ ဲ့ဒါအပိုလို့ပဲအဲ့ဒါဒီအချိန်တွေကုန်နေဘာကိုလောက်ရမလဲဆိုကိုကိုကိုပြန်အာယုံဆက်ပြီးတော့မှစိတ်ကလေးကိုအေးထားပြီးငါဘာတွေပြောင်းလဲဖို့လိုသေးလဲငါဘာတွေထပ်တည်ဖို့လိုသေးလဲငါဘာတွေထပ်ပြီးတည်ယူဖို့ရအတွက်လိုအပ်နေသေးလဲငါမသိသေးတဲ့အရာတွေပါတွေရှိသေးတယ်ငါတိတိကြီးနဲ့မပြောင်းလဲတဲ့အရာတွေဘာတွေရှိသေးလဲအဲ့ဒါကိုပြန်သုံးသပ်ရပါလိမ့်မယ် ဲ့ဒီလိုသုံးသက်ခြင်းကကိုယ့်အတွက်ရောအများအတွက်ရော ပို့ပြီးတော့မှကောင်းလာပါလိမ့်မယ်။ကိုယ်လည်းပို့ပြီးတော့မှစိတ်ချမ်းသာပါလိမ့်မယ်။အရေးအကြီးဆုံးဒီကိုကိုတိုင်းစိတ်ချမ်းသာအောင်ပြောင်းလဲလာအောင်အရင်ဦးဆုံးလုပ်လိုက်ပါအောင်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုစောင့်သက်ချင်ပါတယ်။ကျေးဇူးများတင်ပါတယ်။အကျိုးရှိလိမ့်မယ်တို့ပြည့်ဝယုံကြည်ပါတယ်။အကျိုးတစုံတရာရှိတယ်ဆိုရင်ကိုမမ yes လို့ဂုဏ်ယူဝင်ကြောစားပြီးရေးပစ်စေချင်ပါတယ်။အမြဲတမ်းမှတ်ထားပါ Hero is you